ယခုလောလောဆယ်ဆယ်ကတို့မန္တလေးမြို့သူမြို့သားတွေတွေ့ကြနေရတဲ့ငလျင်ဘိဒံကြီးဒီငလျင်ဘိဒံနဲ့ပတ်သက်ပြီးတော့ဘုသူတ္တရှိဖွယ်ရာလေးကိုပြောပြပါမယ်။မန္တလေးမြို့မှာအခုကိုတိုင်ငလျင်ကြီးကြီးစွာလောက်တာကိုတွေ့ကြလိုက်တဲ့အခါကျတော့လွန်ခဲ့တဲ့နှစ်20လောက်ကပေါ့ ကလေးမလေးတယောက်ကငလျေလှုပ်တာနဲ့ပတ်သက်ပြီးတော့အထိပ္ပယ်မသိလို့ဘုန်းကြီးကိုမေးခဲ့တဲ့မိကွန်လေးရှိတယ်။အဲ့ဒီမိကွန်လေးသူမေးတဲ့မိကွန်လေးစိတ်ထဲပြန်ပြီးတော့ပေါ်လာလို့ဒါလေးကိုမင်းတို့လည်းဘုသူတရှိအောင်ပြောပြမလို့ပါ။အဲ့ဒီကလေးမလေးကဓမ္မစကြာတော့ဝတ်သိမ်းသူလေး ဓမ္မစကြာကိုရှုရတာဝယ်သိမ့်သူဆိုတော့တော့ဓမ္မစကြာပါဠိလည်းပဲရသူများနဲ့မတူဘူးညံကောင်းတယ်လို့ပြောရမှာအနဲ့လည်းပဲရအနဲ့ဆိုတော့မြန်မာပြန်ပေါ့နော်ငါတို့ဘုန်းကြီးခေါ်တော့အနဲ့လည်းခေါ်တာပေါ့ပါဠိရောအနဲ့ရောတို့အာကုန်ရတယ်အဲ့ဒီကလေးမလေးရအာကုန်ရတော့သူကကြက်ထားတဲ့စာကိုအတိတ်ပဲနားမလည်လို့ဘုန်းကြီးကိုမေးတာပေါ့ အဲ့ဒီဓမ္မစကြာမှာပါပါတော့ဆိုတော့အဲ့ငလင်လှုပ်တဲ့အခါလေးပါတယ်။မြတ်စွာဘုရားဓမ္မစကြာတရားဟောပြီးတဲ့အခါကျတော့တရားလေးဆုံးတော့ငလင်ကြီးကြီးစွာလှုပ်တယ်။ဇာကားတူလာတာ။အဲ့ဒီငလင်ကြီးစွာလှုပ်တယ်ဆိုတာကဇာကားဘယ်လိုပြတော့ဆိုတော့ဓာတ္တဟာတိလောကဓာတု ပင်ကာမိတံပပံပိတံပဝေတိဆိုပြီးတော့ဒါဓမ္မစကြာတမှာပါပါတယ်ဝေသင်းတယ်ယူဖို့တဲ့သူတွေသိပါအဲ့ဒီသုံးလုံးပါငလျေလှုပ်ပုံအချင်းညာပြဒါသာသာဒီလောကဓာတုလောကဓာတတောင်းဘာသာပြန်တယ်ဒီကဘာမြေကြီးကိုပြောတာပါကဘာမြေကြီးဟာတဲ့ပြင်းစွာတုံလုံးလိုက်တယ်မြတ်စွာဘုရားဓမ္မစကြာတရားဟောလို့အဆုံးပါ လှုပ်လိုက်တဲ့အခါကျတော့သူကဘလို့လှုပ်တာလဲဆိုတော့သုံးမျိုးပြသင်္ကံပြီးပထမအထက်ကိုတက်ပြီးတော့လှုပ်တယ်အထက်ကိုတက်တဲ့လှုပ်တယ်ဆိုတာမြေကြီးကိုပစ္စည်းတစ်ခုကိုအထက်ကိုပြင့်တင်လိုက်လို့ရှင်လှုပ်သွားတာလေအဲ့ဒီလှုပ်တာမျိုးကိုအထက်ကိုတက်ပြီးတော့လှုပ်တယ်လို့ခေါ်တာသင်္ကံပြီးတံပကံပြီးတဲ့အထက်အောက်လှုပ်တယ်အထက်ကိုလည်းပဲမြင်တယ်အောက်ကိုလည်းပဲနေတယ် အဲ့လိုလှုပ်တာသူကခွန်လာတယ်ပြင်းတယ်နော်ခွန်ကအထက်တက်ရုံနဲ့တက်တယ်ကိုကအထက်ကိုတက်ပြီးတော့အောက်ပြန်ဖိချလိုက်တယ်နှိပ်သွားတယ်အထက်တက်ပြီးတော့အောက်နှိပ်ပြီးတော့လှုပ်တယ်ဒါတမ္ပကံပြီနောက်တမ္ပဝေဒီအရာလေးမျက်နှာကိုရိမ့်ထိုးပြီးတော့လှုပ်တယ်အဲ့ဒီလိုလားငရဲလှုပ်တာနော်ဒါဓမ္မစကြာကလာတဲ့အရေလှုပ်လှုပ်လှုပ်နေပြီเนาะဓမ္မစကြာမြတ်စွာဘုရားဓမ္မစကြာတရားဟောပြီးလှုပ်တဲ့အခါမှာအဲ့ဒီပုံစံလှုပ်တယ် ပထမစစခြင်းအထက်ကိုတက်ပြီးတော့လှုပ်လိုက်တဲ့တစ်ချက်ပြီးလို့ရှိရင်တမ္ပကံပြီးအထက်အောက်လှုပ်လိုက်တစ်ချက်ပြီးလို့ရှိရင်အရလေးမျက်နှာဟွေရံပြီးတော့ရင်းထိုးပြီးတော့လှုပ်လိုက်တယ်သုံးချက်ရုပ်တယ်ဒါမှလည်းကြာကလေးမလေးအဲ့ဒါမေးတော့ငယ်လေးဝန်လုံးလို့အဲ့ငါကလည်းပဲအဲ့ဒီမှာစာကလို့ဆိုတယ်ပြောတဲ့အတိုင်းပဲသူကတော့လှုပ်မလို့နေတော့ရှင်းပြလိုက်တယ်ပေါ့နော် ရှင်းပြပေးမယ်လို့ကိုကိုတိုင်းကငလင်းရင်လှုပ်လာတကားမှမတွေ့ဘူးတဲ့ခါကျတော့စာရပြောတဲ့အတိုင်းပြောလိုက်ရတာအခုမန္တလေးမြို့ကိုလှုပ်သွားတဲ့ခါကျတော့မှအာဒါစာကပြောတဲ့လူတွေကဒီလူတွေငါတို့မန္တလေးကိုလှုပ်သွားတာအဲ့ဒီတိုင်းလှုပ်လာတာနော်ညင်လဲဆိုထက်တတ်ပါလေပြီးတော့ထက်အောင်လှုပ်ရှာရတယ်တော့မှလမ်းကြီးလမ်းကြီးတွေခုံးသွားကြပါလေလမ်းကြီးတွေခုံးတဲ့အခါခုံးပြီးတော့ခွက်တက်ခွက်သွားလေအဲ့ဒါအထက်အောင်လှုပ်တာနောက်မှလာရေးထိုးလှုပ်တာကိုစာဦးတွေပြောလိုက်အဲ့ဒါခါရရချလာတယ် အာဓမ္မစကြာမှာပြောတဲ့သင်္ကံပိတံပကံပိတံဘဝေရိဆိုတာဒီသုံးမျိုးလောက်တာလို့အဲ့ဒါဓမ္မစကြာဘုရားဟောဘုရားဘုရားတရားဟောပြီးတော့လည်းအဲ့ဒီလိုလောက်တာနော်အဲ့လိုမျိုးလောက်တာလောက်တော့အဲ့ဒီခုနကလေးမလေးရဲ့မြေဘောကဒီကြမ်းမရောက်တာတော့လေဒါကဘောကငါရှင်းပြတာပဲရှိသေးတယ်နော်ငါအဲ့ဒီလိုရှင်းပြလိုက်တော့ကလေးမလေးကဘာတက်မင်းရဲ့ဘုန်းကြီးရဲ့ငလျင်ကြီးအဲ့ဒီလိုတို့လို့ရှိရင်တဲ့ အစောဦးတွေပြင်စီပြီးတော့လူလူတွေသေးချင်းပြစီမကုန်ဘူးလားတဲ့အဲဒီတော့ကဖရာလက်ဆက်ကနော်မကောင်းဘူးလားဒီမျိုးပေါ့ကောင်းတယ်နော်အခုတို့မန္တလေးကြည့်ပါလားစောဦးတွေပြည့်တယ်လူတွေသေးတယ်နော်အဲဒီဓမ္မစကြာတရားဟောတော့ကတဲ့ဓမ္မစကြာတရားဆုံးတဲ့အခါမှာငလျင်ကြီးလှုပ်သွားတာတဲ့အခုငါတို့မန္တလေးလှုပ်နေလှုပ်တာအဲ့ဒီတော့ကတဲ့အစောဦးတွေပြည့်ပြီးတော့လူလူတွေသေးချင်းပြစီမှုရှိလားတဲ့အဲ့တော့ငါကပြန်ဖြေရတော့နော် ေးလို့စာရမှာတော့လှုပ်တယ်လို့ပဲပါတယ်လို့အဲ့လိုစောင့်ဦးတွေပြည့်တယ်လူတွေသေးတယ်လို့မပါဘူးမပါဘူးလို့အဲ့လိုပြောရတာနော်အဲ့ဒီလိုပြောပြီးတော့သူ့ဘုရားကဗာပြန်ပြောတယ်ဆိုတော့အခုငါတို့လှုပ်တာနဲ့မတူဘူးဟာဓမ္မစကြာဟောတော့ကလှုပ်တာနဲ့အခုငါတို့လှုပ်တာကသဘာဝအရာလှုပ်တော့အလှူနော်ဟောမှာဘုရားသခင်ရဲ့ဓမ္မစကြာတရားဟောပြီးတော့တရားဆုံးတဲ့အခါမှာလှုပ်တာက နတ်ဒီရဲ့တကောကြောင့်နတ်ဒီကတရားနာပြီးတော့ကြီးညိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့သူတို့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ကြီးညိုတဲ့စိတ်တွေဝမ်းမြောက်ဝမ်းသာဖြစ်တဲ့စိတ်တွေကအာကြီးလုံးလောက်ခါကြတော့ဒီလိုငြိမ်ငြိမ်မနေနိုင်တော့ဘဲနဲ့တခါတည်းသူတို့တကောနဲ့လှုပ်လိုက်တဲ့ခါမှာနတ်ဒီရဲ့တကောကြောင့်မြေကြီးကပါလိုက်ပြီးတော့လှုပ်သွားတာလို့အဲ့ဒီလိုပြတယ်လို့စာအထက်ကရာဆရာကြီးအဲ့လိုဖွင့်တယ်နော် အဲ့ဒီတော့ဘူးလို့တွား။နတ်ရဲ့တကိုးကြောင့်လောက်တာဆိုတော့လူတွေသေးချင်းပြစည်းတာတော့အစာဥတွေပြစည်းတာတော့လူတွေသေးချင်းပြစည်းတာတော့မရှိတော့ဘူးလို့ရှိမှဆိုရင်လည်းမလို့တော့ဘူးလေဘုရားမလား။တရားလာပြီလို့မှဝမ်းမြောက်ဝမ်းသာဖြစ်လို့လောက်ပါတယ်ဆိုမှအစာဥတွေပြပြလူတွေသေးမယ်ဆိုတရားဟောတဲ့ဘုရားကဒုက္ခရောက်ရမှာနော်။အာဖရာကြောင့်ဖြစ်ပြီးတို့တရားပါတဲ့ဖြစ်မှာပေါ့နော်အဲဒါကြောင့်မလို့ဒါကတော့သူကနတ်ရဲ့တကိုးကြောင့်လှုပ်တာဖြစ်တဲ့အတွက် အစာဦးတွေပြတ်တယ်လည်းမရှိဘူးတေချေပြည့်စေးတယ်လည်းစာကမပြဘူးလို့စာမပြတာကိုထောက်ရင်တော့မရှိလို့ပေါ့လို့အဲဒီကလေးမလေးကိုတော့မပြရတယ်နော်ဒါလူငယ်ဆိုတော့လူငယ်တွေတွေ့တာပေါ့နော်ငါတို့ကတော့အဲ့ဒီလိုမတွေးပါဘူးနော်ငါတို့ကတော့အဲ့ဒီလိုမတွေးမိဘူးငရင်လှုပ်တယ်ဆိုတာကြီးတွေကဒီတခုတည်းမဟုတ်ဘူးလိုက်ကြည့်လိုက်တဲ့ခါကျတော့ဒီဒီမက်ဆေ့ချာတရားဟောတော့ကဒီလှုပ်တာမဟုတ်ဘူးဒီပြင်လေလှုပ်တာလည်းအများကြီးပဲ ဖျားတော်လေးမွေးတော့ကလည်းပဲငရင်ကြီးလှုပ်တယ်လို့ပါတယ်စားတယ်မှာနော်တိတ္တရမေကလည်းမွေးတော့ကလည်းပါတယ်နော်အဲ့တော့ဖျားတော်လေးနဲ့ဖျားဖြစ်တဲ့ခါကျတော့လည်းပဲငရင်ကြီးလှုပ်တယ်လို့ပါတယ်မြတ်စွာဘုရားပတ္တနိဗ္ဗာန်စံဃာနဲ့အာယုတင်္ကာရလွတ်တော်တဲ့ငရင်ကြီးလှုပ်တယ်လို့လာတော့ပတ္တနိဗ္ဗာန်စံဃာကလည်းပဲပတ္တနိဗ္ဗာန်စံဃာဆိုပြီးတော့ငရင်ကြီးလှုပ်တယ်လို့လာတယ်လို့စားတယ်မှာကတော့အဲ့ဒီလိုငရင်လှုပ်တာကတော်တော်များများ တွေ့ရတယ်လို့သူကဝမ်းမြောက်ဝမ်းသာဖြစ်လို့လှုပ်တာလည်းရှိတယ်လို့ပရိနိဗ္ဗာန်ဆန်တော့လှုပ်တာကတော့ဝမ်းနေလို့လှုပ်တာလို့အဲ့ဒီလိုတော့စာကတော့ပြောတယ်လို့ဒါပေမဲ့လို့ငါတို့ဗုဒ္ဓစာပေတဲ့အဲ့ဒီဟာကရှိတာလားဆိုတော့မဟုတ်ဘူးလို့ဖះမတိုင်မိကလည်းပဲအဲ့ဒီလိုစာပေတွေမှာငလျင်လှုပ်တဲ့ဟာတွေကလာတယ်လို့တွေ့ရတယ်လို့ အဲ့ဒီကနေနောက်ပိုင်းထီအောင်တွေ့ရတယ်ဘလို့နောက်ပိုင်းလဲဆိုတော့ဘုရားမရှိတော့ဘူးဘုရားမတည်နေပါစားပြီဒီနောက်ပိုင်းမှာဒီဟိုကျုံးမှာလည်းပဲဟိုတန်ခါးရင်တာတင်တော့ကလည်းတန်ခါးရင်တာပထမတန်ခါးရင်တာတင်လို့ပြီးတော့ငလီကြီးလှုပ်တယ်လို့လာတယ်အဲ့ဒါဘုရားမရှိတော့တော့ဒီဟိုမှာသာသနာရောက်သွားတဲ့အခါမှာတိဟုမသာသနာပြည့်ကြွတဲ့အရှင်မဟိန္ဒကိုတိဟုဘယင်ပေါ့အဲ့ဒီတော့ကဘယင်ပြည့်တဲ့ဒေဝနာမီးယာဒိသမင်းကြီးက မဟာမေဃဝန်ဆိုတဲ့အကြောင်းကြီးလူတော်ကလည်းပဲအကြောင်းရေးချပွဲအပြီးမှာမလေးရုပ်ကြီးကြီးစွာလောက်တယ်လို့အဲ့ဒီလိုကြီးလာတယ်လို့တွေ့ရတယ်အဲ့တော့ငရေလုတ်တဲ့အလေးထားကြီးဟာစာပေတွေမှာပြကြတဲ့သဘောကပုပ်ပုတဦးရဲ့အဖြစ်အပျက်တစ်ခုကြီးကြီးခန္ဓာစေခြင်းလို့အာဩစေခြင်းလို့အမတန်ကြီးကြီးခန္ဓာပြီးတော့အမတန်အာဩဝဖြစ်အောင်ဆိုပြီးတော့ဒီ အဖြစ်ပြကြီးဖြစ်ပြပြလို့ရှင်ဒီလိုငလေးကြီးလှုပ်လိုက်တယ်မိုးကြီးပြီးတန်းသွားရတယ်မိုးချိုးတွေကြီးတော့သာပြစ်တယ်ဟုတ်လားတင့်ပင်တွေမမှန်နေအကုန်လုံးအသီးတွေသီးတွေအပွင့်နေပွင့်နေဆိုတဲ့အတိတ်နိမိတ်တွေကိုပြတဲ့အလေးထားရှိတယ်လို့စာတွေကိုဖတ်လိုက်တဲ့အခါကျတော့အများကြီးတွေ့ရမယလင်းလှုပ်တာတက်ခုမဟုတ်ဘူးမိုးကြီးတွေရွာတယ်ဆိုတွေ့လေဟောတို့တို့တို့ဝတ္တန္တရာဆက်မှာဆိုရင်လည်းပဲ ဝေသန္တရာမင်းသားနဲ့မင်းသမီးနဲ့သားတွေသမီးတွေနဲ့ပြန်ပြီးတော့ပေါင်းစုံပြီးတော့တွေ့တယ်ဟိုဇာပေါင်းကောင်းကောင်းမှာပေါ့နော်ဇာဆိုဇာထုတ်ဆိုရင်တော့ဇာမနဲ့လက်ကန်ကြီးပြီးကန်ကြီးဇာပေါင်းကောင်းမှာအဲ့ဒါမှာမိုးကြီးတိထောက်သာရတယ်ဆိုတာလေပေါကရာဝေသမိုးဆိုတာလေဟောမိုးကြီးတိထောက်သာရတယ်ဆိုတာလေစာပေတွေမှာကအဲ့ဒီလိုပြရတာဒေတာရှိတယ်လို့ဒါအိန္ဒိယစာပေတွေရဲ့သူကလားတွေရဲ့အယူဆအဒေတာတခုပါပဲအဖြစ်အပျက်တခုကြီးကြီးခန္ဓာအောင်လို့ ချဲ့ပြီးတော့သူတို့ရေးကြပါကြရတာနေပြီးတော့ဒီလိုအတိတ်အမိတ်တွေဖြစ်တယ်ဆိုတာပြလာလာလို့အဲ့ဒါဘုရားဒီဘက်အခြေအောင်တွေ့ရတယ်တေဟောသာသနာရောက်တိတိအောင်တွေ့ရတယ်အဲ့ဒီကနေပြီးတော့ဘယ်ထိအောင်တွေ့ရတော့ဆိုတော့မြန်မာနိုင်ငံကဟိုဘယင်းလေးအကြောင်းရေးတဲ့ရာဇဝင်စာအုပ်တွေဖတ်လို့ရှိရင်လည်းပဲဘလို့ဥက္ကလာရဲ့မဟာရာဇဝင်တို့မှန်တမ်းရာဇဝင်တို့ကိုမုံဆက်ရာဇဝင်ဆိုတဲ့စာအုပ်ကြီးတွေရှိတယ်လေ အဲ့ဒီမှာဘယေတပါမင်းတပါနိုင်ဟောဆံပြီဆိုရင်လည်းပဲအဲ့ဒီလောကလည်းရင်းနေလှုပ်တာတော့မိုးချိုးတွေထစ်တာတော့မိုးတွေသိတတ်သွားရတာတော့ဆိုတဲ့အဲ့ဒီအတိတ်နိမိတ်တွေပြရတာဥမာဂျိုကြီးတွေပူတာတော့လကိုကျဲဖောက်သွားတယ်လို့ဟုတ်လားကောင်းကင်ကအုံကကျဲကြီးအကြလာတယ်ဆိုတာလေနိမိတ်တွေအဲဒီ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 ဘောမင်းတို့ဟောဘုရားကလည်းပါတာပဲမင်းတို့မင်းတို့တရားဆံတော့လည်းပဲအဲ့လိုနိမိတ်တွေပြတာသူပုံပုံတူထူးထူးချမ်းချမ်းဖြစ်ပြီဆိုလို့ရှိရင် အဲ့ဒီလိုအတိတ်နဲ့မပြတတ်တဲ့လက္ခဏာရှိတယ်။အဲ့ဒါကြောင့်မို့လို့အဲ့ဒီပြတတ်တဲ့လက္ခဏာတွေကိုသမိုင်းဆရာတွေကနေပြီးတော့ထဲ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 ့ပြီးတော့စောင့်တဲ့ရေးရာကနေပြီးတော့တို့ဓမ္မစကြာဟောတော်ကလည်းပဲမြတ်စွာဘုရားတရားဟောပြီးတဲ့အခါမှာငလျင်ကြီးလှုပ်တယ်ဆိုတာကြီးကဖြစ်လာတာလည်းဖြစ်နိုင်တယ်လို့ဒါအိန္ဒိယကကလာတွေရဲ့ခြေဟောင်းယဉ်ကျေးမှုအယူအဆတစ်ခုပါပဲ။အဲ့ဒီတစ်ခုဖြစ်ဖြစ်ပါပဲ။အဲ့ဒီလိုလေးတွေတွေ့ရတာဒါကတော့ စာတွေတော့နှံ့နှံ့များများဖတ်မှတွေ့ရတယ်နော်ဟိုတအုပ်နဲ့အုပ်ပိုင်းရတယ်တော့မတွေ့ဘူးပေါ့နော်တွတ်တော့ခုနကမင်္ဂလီမေးလိုက်တဲ့ကလေးမလေးမေးလိုက်တဲ့မိကောင်ကတော့တော်တော်လေးကောင်းပါလေသူကတော့အဲ့ဒါလောက်ကြီးပြေးစွာလှုပ်လို့ရှိနေတယ်အစဟုတ်နေပြတဲ့လူတွေတွေကရှိလာတယ်ဟာဆိုတော့မရှိဘူးတဲ့ဘာလို့မရှိတာလဲဆိုတော့သူကတကိုးကြောင့်လှုပ်တာအဲ့တော့မြတ်စွာဘုရားကလည်းပြောထားတယ်တကိုးနဲ့လှုပ်တဲ့အရာကိုသွားပြီးတော့ ဟိုမစင်းသားနဲ့တဲ့ဘယ်လိုညာလို့လေစင်းသားလို့မရဘူးတဲ့အဲ့ဒါအွားစင်းသားလို့ရှိရင်ကိုယ်ပဲယူရယူရရောက်သွားနိုင်တယ်အဲ့တော့အတာရထားပြီးတော့နော်အဲ့တော့ဆက်မစင်းသားကြနိုင်မလို့လည်းပဲနော်ကဲမစင်းသားတဲ့ပေါ့တော်တကိုးနဲ့ဖြစ်တာကိုနော်တကိုးနဲ့ဖြစ်တာကိုသွားပြီးတော့ဘယ်လိုညာလို့သွားစင်းသားနိုင်လို့ရှိရင်အဖြေရှာလို့မရဘူး မိမိရိုးတို့ရုံရှိမယ်ဘုရားကလည်းပြောတာရှိတယ်အဲ့ဒါငလျင်နဲ့ပတ်သက်ပြီးတော့ဘုသူတ္တဘောပါနော်ကံကရလေးတည်းရေးကြပါလို့ဒီစကောကံပြီးတော့ live ဆို